ကစားမဘွားအကောင်းဆုံးအချိန်မှာထွန်းထိပ်ရောက်နေတဲ့ခြေစွမ်းနဲ့အသင်းတိုင်းကိုဖျက်ဆီးခဲ့တဲ့မက်ဆီဘရန်ဒမြအားဝဲမိပါဗျာ CC အမတ်ခွန်ရှိကိုအေဂျင့်မှာကနေအားလုံးကိုပြန်လဲချိုးလိုက်ပါရင်ဒီအပိုင်းဆိုရှယ်မီဒီယာပေါ်မှာမက်ဆီရဲ့ကစားမဘွားအကောင်းဆုံးအချိန်မှာအာဂျင်တီးနားဘာစီလိုနာတို့နဲ့အတူအသင်းတိုင်းကိုအထွတ်ထိပ်ခြေစွမ်းနဲ့ဖျက်ဆီးခဲ့တဲ့ရင်သက်ရှူမောပွဲဗီဒီယိုမှတ်တမ်းတစ်ခုကပြန်လည်လာခဲ့ပါရင်အာဂျင်တီးနားနဲ့အင်တာမီယာမီတိုင်းဆင်ပေါ်လျော်နဲ့မက်ဆီဟာ ပီလီဒီယိုဂိုမာရာဒိုနာခရစ်စတီယာနိုရယ်ဒိုနိုနဲ့အတူဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ်မှတ်တမ်းရေးထိုးထားခဲ့သူတယောက်ဖြစ်ပါတယ်။မက်ဆီယာဘာစီလိုနာအသင်းအတွက်၁၆နှစ်တာကာလအတွင်းမှာပွဲပေါင်း988ပွဲထိကစားပေးခဲ့ပြီးတွင်းကို682ဂိုးနဲ့ဂိုးဖန်နေမှု300ကျိန်တိပြုလုပ်နိုင်ခဲ့ပါတယ်။ကက်လန်ခြေဆိုင်အသင်းနဲ့အတူချန်ပီယံလိဂ်ဖလားလေးချိန်အပါအဝင်စနေနေ့ဆူပလာ35လုံးထိရရှိခဲ့ပါတယ်။ ဘော်လီယောရှေ့ဆုရှင်ဟာအာဂျင်တာလိုရင်းစင်အသင်းအတွက်ပြိုင်ပွဲအဆုံ158ပွဲမှာတွင်းကို80ကျော်တွင်းယူပေးထားပြီးနိုင်ငံသင်းနဲ့အတူကိုပါအမေရိကဖလားနှက်ချင်းကဘာဖလားနဲ့ဖိုင်ဂယ်အလစ်မာဖျားလေးကိုဆုကူရရှိခဲ့ပါတယ်။ယူကျိုတော်မြို့သူတယောက်က2009ခုနှစ်ကနေ2013ခုနှစ်အတွင်းမက်ဆီရဲ့အကောင်းဆုံးခြေစွမ်းတွေကိုစူးစီးထားတဲ့ရုပ်သံဗီဒီယိုဖိုင်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အဲဒီကာလမှာ မန်စီရဲ့ကစားမဘောအကောင်းဆုံးချိန်ကာလလေးဖြစ်ပါရင်မန်စီဟာ2008ခုနှစ်ကနေပြီးတော့2022ခုနှစ်အတွင်းပက်ကွာလဲလက်အောက်မှာဘောလုံးလောကတစ်ခုလုံးကိုကင်လှုပ်နိုင်ခဲ့သူဖြစ်ပါရင်အဲဒီကာလတွင်မန်စီဟာဘောလုံးရောစု၄ချိန်ဆက်ကိုရရှိခဲ့သလို2022ခုနှစ်မှာလည်းဘောလုံးသမိုင်းတစ်လျှောက်ပြက်ကလေးနှစ်တစ်နှစ်အတွင်းသွင်းကိုအများဆုံးသွင်းယူနိုင်တဲ့ပထမဆုံးကစားမအဖြစ်စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါရင်မက်ဆီယာ2022ခုနှစ်မှာဘာစီလိုနာနဲ့အာဂျင်တီးနားအသင်းအတွက်ပြိုင်ပွဲဆုံး69ဝဲမှာတွင်းကို69ဒီတွင်းယူနိုင်ခဲ့တာဖြစ်ပါရင် ဒါကြောင့်မက်ဆီရဲ့အထွတ်ထိပ်ခြေစွမ်းတွေကိုစူးစီးထားတဲ့ဗီဒီယိုဖိုင်မှာပရိသတ်တွေကချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်တို့ကမက်ဆီရဲ့အထွတ်ထိပ်အချိန်မှာဘယ်ကစားသမားကမှသူ့ကိုရှင်းနိုင်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။နောက်တစ်ခုကလည်းကျွန်တော်မသိခင်မက်ဆီရဲ့ယဉ်ချင်းနဲ့အရန်နီးဆက်တဲ့ကစားမတယောက်ကိုတွေ့ဘူးရင်ကိုယ့်ကိုအရန်ကန်ကောင်းတယ်လို့မှတ်ယူလိုက်မှာပါ။မက်ဆီဟာသူနဲ့ထိုက်တန်တဲ့လေးစားမှုကိုမရသေးဘူးလို့ကျွန်တော်ထင်တယ်။သူကတကယ်ကိုဘောလုံးပြင်တယောက်ပါဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။နောက်တစ်ခုကလည်း မက်ဆီကဒီလိုပုံစံကရန်တန်လို့မရပါဘူးရီယယ်နဲ့တွေ့ဆုံတိုင်းရီယယ်ကသူ့ကိုမတားဆီးနိုင်တယ်လို့မက်ဆီကလည်းရီယယ်ဘက်ကိုဂိုးတွေသွင်းနိုင်ခဲ့တယ်ဂိုးတွေဖန်နှီးနိုင်ခဲ့တာတွေကိုအမှတ်ရမိပါသေးတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်မက်ဆီအောင်ထိတ်တန်းအဆင့်တွေများရှိပါတယ်ဥပမာ traveling playmaking ဂိုးသွင်းခြင်းအစားရှိတဲ့ဖြစ်ပေါ့ဒါပေမဲ့2012ခုနှစ်ကမက်ဆီကတော့လုံးဝကိုရွတ်သွချင်စရာပါပဲပြိုင်ပွဲဆုံး69ဝက်မှာသွင်းကို62ဂိုးတိသွင်းတယ်သွင်းကို20ဖန်နှီးထားတယ်လာလီဂါမှာအနည်းဆုံး2ဝက်တိုးလုံးနဲ့20ဝက်ဆက်ဂိုးသွင်းပြထားတယ် ဒီနံပါတ်တွေအားမက်ဆီဘလောက်ကောင်းခဲ့လဲဆိုတာကိုမိမောင်းထိုးပြနေတာပဲဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင်မက်ဆီကလက်ရှိချိန်ထိလည်းအင်တာမီယာမင်သင်းတဲ့အတူအသက်အရွယ်နဲ့မလိုက်တဲ့ခြေစွမ်းမျိုးကိုပြသထားနိုင်စေဖြစ်ပါရင်ဒါအပြင်အာဂျင်တီးနားအသင်းအတွက်လည်းအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ရှိနေစေဖြစ်ပြီးအာဂျင်တီးနားနဲ့အတူ2026ကမ္ဘာဘလောက်ကိုပါဝင်ဆင်နွှဲသွားဖို့အတွက်မက်ဆီကပြင်မှတ်ထားနေပါရင်မေဂျာလိဂ်လန်အင်တာမီယာမီအသင်းမှာလည်းထိတ်တန်းစင်ချေစွမ်းမျိုးကိုပြသထားခဲ့ပြီးပြီးခဲ့တဲ့ရက်ပိုင်းကပဲအင်တာမီယာမီအသင်းကိုကမ္ဘာကလပ်ဖလားမှာရှုံးတဲ့အဆင့်ကိုပို့ဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ နောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေအနေကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ